ီးခဲ့တဲ့ရက်သတ္တပတ်ကုံလောက်ကလေးကဥရောပမှာအေးလိုက်ဖြတ်ပြီးအပူချိန်ဟာများစွာကျဆင်းသွားခဲ့တာကြောင့်အ ਨੇ စုံလူ33ဦးလောက်သေဆုံးခဲ့ရပါတယ်။ ဒီလိုတိမ်ဆုံးသူအများစုမှာရွှေပြောင်းအခြေချလာသူများနဲ့အိုးမဲ့အိမ်မဲ့အများဆုံးဖြစ်ကြတယ်လို့ AFP သတင်းဖော်ပြချက်အရသိရပါဗါးပိုလန်နိုင်ငံရဲ့အချို့နေရာတွေမှာအပူချိန်ဟာ20ဒီဂရီဆဲစီယောအောက်သို့ထိုးဆင်းသွားခဲ့တာကြောင့်နေရာအနှံ့ပြားအေးခဲ့မှုတွေဖြစ်ပေါ်ကုန်တယ်လို့သိရပါဗါးဘယ်ဂျီယံနိုင်ငံမှာလည်းပြီးခဲ့တဲ့စနေနေ့ကနှင်းများထူထဲစွာကြာရောက်နေတာကြောင့်ထရက်ကောင်းပေါင်းလာသူတအူဟာလမ်းချော်သွားခဲ့ပြီးတိမ်ဆုံးခဲ့ရပါဗါး အီတလီနိုင်ငံမှာတော့အပူချိန်ဟာ3ဒီဂရီအောက်ကိုကျဆင်းသွားခဲ့တာကြောင့်အိုးမဲ့အိမ်မဲ့6ဦးသေဆုံးသွားခဲ့တယ်လို့လည်းနိုင်ငံတကာသတင်းများအရသိရပါဗျာ။ ဒါအပြင်အီတလီနိုင်ငံမှာနှင်းများသဲထန်စွာကြာရောက်နေကြတာကြောင့်လျင်ခီးစင်များယထားခီးစင်များနဲ့အကြုံပုတ်ခီးစင်များအလုံးကိုဖျက်သိမ်းခဲ့ရတယ်လို့လည်းသိရပါဗျ။ရောမမျိုးရဲ့စိန့်ပီတာယင်မြို့မှာလည်းတညာလုံးအေးခဲနေခဲ့ပြီးရေခဲများဖြစ်ပေါ်နေခဲ့တယ်လို့လည်းသိရပါဗျ။တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာလည်း၃ရက်မြောက်နေ့အဖြစ်အေးလိုင်းကြောင့်အပူချိန်ဟာများစွာကျဆင်းသွားခဲ့ပြီးနှင်းများထူထဲစွာကျရောက်လာခဲ့ပါတယ်။ဒါကြောင့်လင်းရင်ခီးစင်တွေနဲ့တင်မောခီးစင်တွေအလုံးကိုဇန်နဝါရီလ၉ရက်နေ့မှာလည်းဖျက်သိမ်းခဲ့ရတာဖြစ် ဖြစ်ပေါ်ခဲ့တယ်လို့ AFP သတင်းမှဖော်ပြထားပါဗျ။